တခါကတောအုပ်ကြီးတစ်ခုမှာယုံရီစုပေါင်းနေထိုင်ကြတယ်။သူတို့မှာဘရင်တကောင်ရှိပြီးဒီယုံရင်ပြောတဲ့စကားကိုဆိုရင်အကုန်လုံးနားထောင်ပြီးစီစီလုံးလုံးနေထိုင်ကြတယ်။ရန်သူတွေကိုလည်းစီလုံးညညွတ်စွာတိုက်ခိုက်ကြတယ်။ဒါကြောင့်သူတို့ရဲ့အနာကိုဘယ်သူမှမကပ်ဝင်ကြဘူး။ အစအစာရှိတဲ့အခါမှာလည်းအတူတူစားတော့ကြတယ်။ရုံပရင်ကတစ်ခုခုကိုဆုံးဖြတ်ချက်ချရင်အားလုံးကတတွေမသိမ်းလိုက်နာကြတယ်။ဒီတောအုပ်ကြီးထဲမှာကြားကြီးတစ်ကောင်ရှိတယ်။တနေ့မှကြားကြီးဟာတောထဲမှာလှည့်လည်သွားလာနေတော့ရုံတွေကိုအမှတ်မထင်တွေ့သွားတယ်။ရုံသားစားကျင်နေတဲ့ကြားဟာရုံတွေအနားကိုတဖြည်းဖြည်းကတ်သွားတယ်။ရုံတွေဟာရန်သူဖြစ်တဲ့ကြားကိုမြင်တဲ့အခါနေရွက်တွေကိုတပြိုင်နက်တည်းထောင်ထလာပြီးတိုက်ပွဲဝင်ဖို့ပြင်ဆင်ကြတယ်။ ကြားဟာယုံတွေကိုတွေ့တဲ့အခါသူတို့အနာသွားပြီးမကပ်ဝံ့ဘူးယုံတွေရဲ့ရှေ့လျားတဲ့နရွက်တွေဟာလှန်သွားလို့တူတဲ့အတွက်သူအရန်ကြောက်တာပေါ့ကြားဟာယုံသားစားကြံလို့တရွေတွေယူပြီးယုံသားဘလို့စားရမလဲဆိုတာအကြံဉာဏ်ထုတ်နေတော့တာပေါ့ဒါကြောင့်ကြားဟာယုံတွေရဲ့နားကိုချင်းကပ်သွားပြီးယုံတွေကိုအဆွေယုံတို့တင်တို့မှာဘရင်တကောင်နဲ့ရှိတယ်ဒါတော့မှတင်တို့ဟာဩဇာအာဏာနဲ့ပြည့်စုံပြီးအင်အားကြီးမားကြတယ် သင်တို့မှာဘယင်အများကြီးရှိရင်ဒီထက်ပိုပြီးဩဇာအာဏာနဲ့ပြည်စုံပြီးတောဥကြီးတစ်ခုလုံးကိုအုပ်ချုပ်နိုင်မှာပဲလို့မြောက်ပြင်သွေးခွဲခဲ့တယ်။ဒီလိုနဲ့အခြားယုံတွေကိုလည်းတကောင်ပြီးတကောင်ဒီနည်းတိုင်းမြောက်ပြင်ပြောဆိုပြီးအချင်းချင်းစိတ်ဝမ်းကွဲအောင်သွေးဆောင်ဖျားယောင်းနေ။ဒါကြောင့်ယုံတွေဟာမာနတွေတက်လာပြီးကိုကိုကိုအထင်ကြီးလာပြီးငါသာလျင်ဘယင်ဖြစ်တဲ့နယ်လို့အားလုံးကထင်နေကြပြီးအာဏာလုနေကြတာပေါ့ကွယ်။ သူတို့ရဲ့ရုံပြင်ကြီးပြောတဲ့စကားတွေကိုလည်းဘယ်သူမှနားမထောင်ကြတော့ဘူးနောက်ဆုံးရုံတွေဟာစိတ်ဝမ်းကွဲကခွဲထွက်သွားကြပြီးခြုံပုတ်တပုတ်စီမှာတွားပြီးခိုဟောင်းနေကြတယ်ဒါကြောင့်ရန်သူတွေလာတဲ့အခါအချင်းချင်းမကူညီတော့တဲ့အတွက်ကြားကြီးဟာသူတို့ကိုတစ်နှစ်တကောင်ဖမ်းဆီးတော့တာပေါ့ကွယ်